ိုးရနဲ့အရက်ဖတ်အဖွင့်တွေတတုစံတက်ထုတ်လုပ်ခဲ့လို့ဂရဟစနစ်ပြက်စီးခဲ့တဲ့မော်ရှက်ရွာဒီနေ့အရှိပိုင်းဒေတာမှာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းရွှေနဲ့တထုတိုးဖော်ရေးလုံလိုင်းနေအစမတန်များပြားလာခဲ့ပါတယ်တောင်နေပေါ်မှာဇက်ရင်တရကြီးတွေတုံကကြောက်ရွှေကိုအဓိကထားတူးဖော်နေကြပြီးရွှေတန့်စင်ဖို့အတန်ဓာတုပစ္စည်းတွေသုံးဆွဲရတယ်လို့ရွှေတူးဖော်တဲ့လုတ်ကွက်တွေကကြတယ်ညီစာတွေဟာမြချောင်းလေးကနေတဆင်မြမအထိုင်းနယ်ဆက်မှာရှိတဲ့မဲဆိုင်ချောင်းနယ်ကိုစီးဝင်နေတာဖြစ်ပါတယ် ရွှေနဲ့တထုဒုဖို့ရေးလုကွက်တွေကထွက်ရှိတဲ့ဓာတုပစ္စည်းတွေပါဝင်နေတယ်။တထုပြော်ရည်ဒီဟာညီစာဒီနဲ့အတူမိုးရတီမှာမဲဆန်ချောင်းတွေကိုစီးဝင်ပါတယ်။အဲ့ဒီနုံအနယ်ဒီဟာရည်စည်းနဲ့အတူပါလာကအနယ်ပိုးချလာကြောင်းမြေချောင်းတွေတင်ကောကရည်ကြီးရေရှံတာခေပေါ်စေပါတယ်။ မြန်မာနိုင်ငံဘက်အချမ်းရှိတာချီလိပ်မြို့နယ်ထိုင်းနိုင်ငံဘက်အချမ်းမဲဆိုင်မြို့နယ်ဆက်ရေကြီးရေရှမ်းတာနဲ့နှုံးတင်ပို့ချတာတွေကိုဆိုးရွားစွာခံနေရတာဖြစ်ပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလတရက်နေ့မှာမဲဆိုင်ချောင်းကြီးမြင့်တက်ချက်ပြီးတာချီလိပ်မြို့ပေါ်ရက်ွက်တွေထစ်တယ်။တာလော့၊ပုံထုံ၊မကဟောက်ခန်း၊ဆန်ဆန်ရက်ွက်တွေမှာရေကြီးနဲ့တန်ခန်းစားခဲ့ရကလမ်းတွေပေါ်မှာလွေနဲ့သွာလာနေရပါတယ်။ပင်လယ်ရေမျက်နှာပြင်အမြင်ပြီးပေထောင်းဟရာကျော်မှာရှိတဲ့တာချီလိပ်မြို့ဟာဆိုင်ရန်တရာကြီးတွေနဲ့ရွှေအလွန်ကျွန်းတိုးဖော်လာကြောင်း ရေထွက်ပေါက်တွေထွက်တဲ့မြေချောင်းတွေတဲ့နိုးနေတဲ့ကြကရေကြီးတဲ့ဌာန်ကတနစ်ထတဲ့နစ်ပုံမခံစားနေရလာဖြစ်ပါတယ်။ထိုင်းနိုင်ငံအစိုးရရဲ့လေလာချက်တွေအရမဲဆိုင်မိရေထဲမှာမျောပါလာတဲ့နိုးတွေထဲမှာအာဆီနင်၊နီကယ်နဲ့ဇင်တွေပန်းဝင်နေတယ်လို့ထုတ်ပြန်ထားပါတယ်။